အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြတိုလေးမှာပြောပြပေးမယ်အကြောင်းအရာကတော့ရုရှားတွေနဲ့တွေ့ရင်ဘယ်လိုနှုတ်ဆက်ကြမလဲတကယ်လို့ပြန်ရောဘယ်လိုနှုတ်ဆက်ကြမလဲဆိုတဲ့အကြောင်းလေးတွေပဲဖြစ်ပါလေကဲပထမတစ်ခုကတော့ stress feature stress feature တိပေးရတော့ hello မင်္ဂလာပါလို့တိပေးရပါတယ်ဒါတော့ formal အသုံးပြပါတယ် formal ဆိုတာရင်ကျေးတမှုနဲ့ပြောတယ်ပြီးရင်လူကြီးတွေနဲ့ပြောဆိုတဲ့အခါမှာပြောဆိုဆက်ဆံတယ် စကားပဲဖြစ်ပါတယ်နောက်တစ်ခု previous 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 တိပ္ပံရတော့ hi မင်္ဂလာပါလို့ပဲတိပ္ပံရပါတယ်ဆိုတော့ informal ပါအတတူရလူတွေပြောတဲ့အခါဒါမှကိုယ်တိုင်ငယ်တဲ့လူတွေနဲ့ပြောတဲ့အခါမှာ previous လို့လောက်ဆက်လို့ရပါတယ် dobrae utra dobrae utra dobrae utra, utra. ဒိဗေကတော့ good morning လို့ဒိဗေရပါတယ်မင်္ဂလာမနက်ခင်းမှာမနက်ပိုင်းမှာတွေ့လို့နှုတ်ဆက်ရှင်ဒိုပရာရဲ့ဥဒရာမင်္ဂလာမနက်ခင်းမှာလို့နှုတ်ဆက်လို့ရပါတယ် formal informal တုံးလို့ရပါတယ်နောက်တစ်ခုကတော့ဒိုပရီဂျင်ဒိုပရီဂျင်ဒိုပရီဂျင်ဒိဗေကတော့မင်္ဂလာနေ့လည်ခင်းမှာလို့ဒိဗေရပါတယ်နေ့လည်ခင်းတွေ့တယ်တွေ့လို့နှုတ်ဆက်ရှင်ဒိုပရီဂျင် မင်္ဂလာနေ့လည်းကမှာလို့နှုတ်ဆက်လို့ရပါတယ် formal informal သုံးလို့ရပါတယ် dobri jesher dobri jesher ဒီပေရတော့မင်္ဂလာညနေခင်းမှာမင်္ဂလာညနေခင်းမှာလို့ဒီပေရပါတယ်ကျွန်တော်တို့ညနေခင်းမှာတွေ့လို့နှုတ်ဆက်ခြင်း dobri jesher လို့နှုတ်ဆက်လို့ရပါတယ်သူက formal informal သုံးလို့ရပါတယ်ခု ောက်ထပ်ပြောမယ်အကြောင်းအရာလေးကတော့တို့ကျွန်တော်တို့ပြန်တွေ့ပြီးတော့တွေ့ခွာတော့မယ်ဆိုတဲ့အချိန်မှာဘလို့နှုတ်ဆက်မလဲဆိုတဲ့အတိတ်ပဲဖြစ်ပါလေ Das wieder နေရ Das wieder နေရ Das wieder နေရဒီပဲကတော့ by တတားလို့အတိတ်ပဲရပါတယ်ဒါတော့ format တုံးပဲဖြစ်ပါလေအခုကတော့ baka 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 ဒီပဲကတော့တတားလို့အတိတ်ပဲရပါတယ်သူက informal ပါ ကျွန်တော်တငယ်ချင်းတွေပိုင်းနဲ့နှုတ်ဆက်ရင်ပကလို့နှုတ်ဆက်လို့ရပါတယ်။နောက်ပကပကလို့လည်းနှုတ်ဆက်လို့ရပါတယ်။နောက်တစ်ခုကတော့ dasaftra dasatora dasaftra တိပယ်ကတော့ see you tomorrow နောက်နေ့မှာတွေ့ကြအောင်လို့တိပယ်ရပါတယ်။သူကတော့ format အသုံးဖြစ်ပါတယ်။ sibo do brava sibo do brava sibo do brava တိပယ်ကတော့ on the bus ကောင်းဆုံးနေနဲ့ပဲကြုံတွေ့ရပါစေလို့နှုတ်ဆက်တဲ့အချိန်မှာပြောတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ပရာရှိုက်ဂျေပရာရှိုက်ပရာရှိုက်ဂျေတဲ့ပဲကတော့သဖဲဝဲဆိုတာကတော့ကျွန်တော်တို့လုံးဝပြန်မတွေ့တော့ဘူးဆိုတော့အိဗယ်နဲ့နှုတ်ဆက်တာမျိုးဖြစ်ပါတယ်။တနည်းအားနဲ့ကိုထွက်ခွာတော့မယ်ဆိုရင်ပရာရှိုက်တယောက်တည်းဆိုရင်ပရာရှိုက်ဒါမှမဟုတ်လူများတယ်ဆိုရင်ပရာရှိုက်ဂျေလို့နှုတ်ဆက်လို့ရပါတယ်။အားလုံးပဲဗီဒီယိုဆုံးအောင်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ်။မေးစရာရှိရင်လည်း comment လေးမှာမေးပေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။